ရင်ဖြူမျိုးနဲ့ကံပေါက်ကျေးရွာအုပ်စုမှာတတ်ထုလုတ်ွက်တွေပိတ်သိမ်းရမယ်လို့ကြေညာထားပေမဲ့လည်းစစ်ကောင်မရှင်လောက်ခန့်အဖွဲ့တွေကလက်ယူပြီးခွင့်ပြုနေလို့ပြန်လုတ်ကင်နေကြပါတယ်။စစ်ကောင်မရှင်ရဲ့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့ကအောက်ဂလနောက်ဆုံးအပတ်မှာတရားမဝင်တတ်ထုလုတ်ွက်တွေရပ်နားဖို့ကျေးရွာအတွင်းလော့စပီကာနဲ့ကြေညာခဲ့ပါတယ်။အဲဒီနောက်ရတတပတ်အကြာစတေမာလာဆန်းမှာရန်နာထားတဲ့တတ်ထုလုတ်ွက်တွေပြန်လည်ပတ်နေတယ်လို့ဒေသခံတွေကဆိုပါတယ် အဲဒီလိုပြန်လည်ပတ်ဖို့ဆီယနာရှင်တက်ရဲ့မောင်ရဝတီရေတက်ရဲတပ်ဖွဲ့နဲ့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့တွေကိုငွေပေးခဲ့ရတယ်လို့ကံပေါင်းရွာစက်ကုန်းရွက်ကွက်မှာရှိတဲ့တထုလောက်ကွက်တစ်ခုရဲ့အလုပ်သမားတဦးကပြောပါတယ်တထုလောက်ွက်တွေဟာကံပေါက်ရွာမှာရှိတဲ့ရက်ွက်တွေကိုဖြတ်ပြီးဟင်းဆက်ပင်လယ်ဝကိုစီးဝင်တဲ့ချောင်းတွေရဲ့နပေးကဥယျာဉ်ခြံမြေတွေကိုဝယ်ယူပြီးတထုလောက်ွက်တွေဖော်ဆောင်ထားတာပါ။ ဒါအပြင်တတ်ထုလုတ်ကွက်တွေလည်းထပ်တိုးချဲ့နေပြီးတတ်ထုမထွက်တော့လို့ရန်နာလိုက်တဲ့တတ်ထုလုတ်ကွက်တွေဟာလည်းခြံခွက်နဲ့ရေရံကြီးတွေဖြစ်ကြံခဲ့တာကြောင့်လက်ရှိမှာစိုက်ပျိုးရေးနဲ့တခြားနည်းတွေမှအသုံးပြုလို့မရတော့ဘူးလို့ဆိုပါတယ်ကံပေါက်ဒေတာမှာတက်ထုလုတ်ွက်တွေကြောင့်ချောင်းကောတာရေရင်းခန်းချောက်တာရင်းနေတက်တဝါရှာပါလာတာစုညံနာနဲ့လေထုညံနာတွေကိုလည်းကြုံနေကြရတယ်လို့ဒေတာခန်တွေကပြောပါတယ်